ကျွန်မဆိုလို့ရှိရင်တော့ကျွန်မကဒီခေါင်ရမ်းပန်းလေးကိုအရင်လေးကပြောခဲ့တဲ့အတိုင်းပဲဒီအောင်လေးရဲ့နောက်တစ်ခါဒီအဖျော်လေးရဲ့နောက်တစ်ခါဒီညီညူရောင်လေးရဲ့အရင်သုံးလိုက်မှာပေါ့နော်ဒါလေးကိုအဖြူလေးကိုကြာအပြင်ဘက်ဆုံးကသုံးမယ်နောက်တစ်ခါအဖျော်လေးကိုလဲကောင်းမှာသုံးပြီးတော့အရင်လေးကိုအတွင်းကိုရင့်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးသုံးလိုက်မယ်အဲ့ကျတော့သူ့ရဲ့သဘောတရားလေးကတော့ကျွန်မကလောင်း short and long stick လေးကိုသုံးပါဒါမဲ့လို့ဒီမှာကြည့်ကြည့်ဒီပွင့်ဖက်ကလေးရပေါ့เนาะဒီလိုမောက်လာတဲ့လမ်းကြောင်းလေးနဲ့ပေါ့เนาะဒီလိုမောက်လာတဲ့လမ်းကြောင်းလေးနဲ့လာမှာဖြစ်တဲ့အတွက်ကျမတို့ကဒီလမ်းကြောင်းလေးအတိုင်းမဲ့ဒီအမောက်ကလေးအတိုင်းမဲ့စ조사ပြီးတော့ကျမတို့တွေလာခဲ့မယ်เนาะအထူးကဒီလိုမျိုးပန်းနေထိုးလို့ရှိရင်အဲ့လိုမျိုးပေါ့နည်းနည်းလေးဂယုဆက်ရတာသူ့ရဲ့လမ်းကြောင်းလေးကိုနည်းနည်းလေးတစ်ချက်လောက်ဂယုဆက်ရတယ်เนาะ အဲ့ကြတော့ကျမတိတ်ပြီးတော့စကားမပြောတော့ဘူးအတူအချင်းလေးထိုးသွားမယ်နော်အတူအချင်းလေးထိုးသွားပြီးတော့ကျမတို့ဒီခင်ယူဆက်ပြီးတော့ထိုးသွားကြမယ်နော် ဒီမှာဆိုလို့ရှိရင်ကျွန်မကဒီကြိုင်ပြီးပေါ့နော်အကုန်လုံးပို့ပြသွားမယ်ဒီမှာဆိုလို့ရှိရင်ဒီမှာကြောင်းဆောင်လို့ဆိုဒီဘက်ကလည်းရောက်ပြီးပါလေကျွန်မကလည်းမျိုးလေးပို့ထားမယ်နော်နောက်အကြောင်းပို့တဲ့ခါကျမှကျွန်မချပြီးတော့ပြပြီးမယ်နော်အခုဒီမှာဆိုလို့ရှိရင်ကျမတို့ကအဖြူရောင်လေးတွေအကုန်လုံးပြီးသွားပြီနော်အဖြူရောင်လေးတွေပြီးသွားပြီဆိုတော့ခါကျတော့ကျမခုနကပြတဲ့ပန်းရောင်လေးကိုတုံးမယ်နော်ပန်းရောင်လေးကိုတော့ဒီလိုမျိုးအဲ့လိုပဲအတူအရှည်လေးနဲ့ပဲကျမတို့တွေထိုးလာခဲ့မယ်နော်အရင်ဦးဆုံးစပြီးတော့ထိုးတဲ့ဒီဒီဟွာလေးကနေပြီးတော့ပဲကျမကစပြီးတော့ထိုးပြပြသွားမယ်နော် ဒါမှဟိုအဆက်အဆက်လေအဆက်အဆက်ကောင်းကောင်းလေးရှိတော့မှာနော်နည်းနည်းလေးစောင့်ပြီးတော့အမှန်တကယ်တော့ကျမကသုံးစစ်ပဲထိုးထားတယ်ဆိုမယ်လို့ပေါ့ဟိုဥမာပေါ့ဟွာပေါ့ဘယ်လိုခေါ်မလဲအရန်အသေးစိတ်စိတ်ထိုးခြင်းနဲ့ဆိုလို့ရှိရင်လေအဖြူနှစ်လိုင်းလောက်ထိုးလို့ရတယ်နော်အဖြူနှစ်လိုင်းလောက်အလုံးဝပေါ့နော်ဟိုသုံးစင်ဆိုမယ်လို့ဟိုအဆင့်တုံးကျမဆွဲထားတဲ့သုံးစင်ကိုနှစ်ခုစီခွဲပြီးတော့ထိုးလိုက်မယ်ဆိုလို့ရှိရင်ကျမတို့တွေကလေဟိုဟောပေါ့ဘယ်လိုခေါ်မလဲ 6ချင်းလောက်ပေါ့နော်ခွဲပြီးတော့ထိုးလို့ရရပေါ့အဲ့ဒါဆိုလို့ရှိရင်ကြာတော့အသေးစိတ်ဖြစ်သွားတဲ့အတွက်ပေါ့နော်ကျမတို့ပို့ပြီးတော့ပေါ့နော်ဟိုလှသွားမယ်ပေါ့နော်ဟိုစမ်းပြီးတော့ထိုးကြည့်ပါကျမကကြာတော့ဒီမှာလေဟိုတင်နန်းပြသလိုမျိုးနဲ့ကွာအေးစစ်စစ်ထိုးရတာမျိုးမဟုတ်တဲ့အတွက်ခါကြာတော့လေကျမအဲ့လိုမျိုးဟိုအသေးစိတ်ကြီးကိုပေါ့ထိုးပြပေးမယ်လို့ဟိုအရန်ကြီးတော့ဟိုဘယ်လိုခေါ်မလဲဓာတ်ပုံတပုံလိုမျိုးပေါ့နော်အသေးစိတ်ကတော့ဟို ထွက်မလာတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျမတတ်နိုင်ဆုံးတော့စူးစမ်းပြီးတော့ထုတ်ပြပြီးသွားမယ်နော်ဟုတ်လားဒါမှဟိုလိုက်ပြီးတော့ကြည့်ရတဲ့လူကလေဟိုစိတ်ထဲမှာကွာဟိုခြေနဲ့မှာပေါ့နော်ဒါဘယ်လိုမျိုးထိုးရလဲဆိုတဲ့ဥစ္စာကိုသဘောပေါက်မှာပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးပြောပြတာနော် အဲ့ကြဒီမှာဆိုလို့ရှိရင်တော့ကျမကဒါပွင့်ဖက်တစ်ဖက်စာထိုးပြီးသွားပြီ။ကျမတို့ပြီးလို့ရှိရင်အကုန်လုံးဒီတစ်ဖက်စာလုံးကိုကျမထိုးပြီးတော့မှာပဲတစ်ချက်လာပြီးတော့ပြပြတော့မယ်နော်။အဲအခုဒီမှာဆိုလို့ရှိရင်ကျမတို့ကပန်းရောင်လေးလှည့်ပြီးသွားပြီပေါ့နော်။ဟာလာပန်းရောင်လေးလှည့်ပြီးရဆိုကျမတို့ညီညူရောင်လေးထိုးကြမယ်ပေါ့နော်။ညီညူရောင်လေးထိုးကြမယ်။ထိုးပြီးလို့ရှိရင်ကျမဒီနေရာလေးမှာတော့ခြံထားခဲ့တယ်။ဒီနေရာလေးမှာတော့သူတို့ရဲ့ဟိုပုံမှန်အတိုင်းပေါ့နော်ဒီခေါင်ရမ်းမှတ်မှဆိုလို့ရှိရင်ကွယ်ဟို ဝတ်ချံတိုင်လေးပါလေဒီမှာဝတ်မုံတိုင်လေးညလေမြင်မှုမှာပါနော်သူပန်းလေးရအရန်ဟိုဘယ်လိုခေါ်မလဲတိတာထင်ရှားပါတယ်နော်အဲလိုပန်းလေးတွေကလှလဲလှတယ်လေအဲ့ခါကျတော့ကျမတို့ဒီအတွင်းနဲ့ကဥစ္စာလေးကိုဖိုးမယ်နော် ပြောနေတဲ့ဥစ္စာလေးကိုထိုးတဲ့အခါကျလို့ရှိရင်ကျမတို့ကဒီမှာကဟိုကျမအမြဲတမ်းထုံးစံနဲ့ပြောနေဒီမှာအေရိယာကျဲတယ်ဒီမှာအေရိယာချင်းချင်းလေးဖြစ်တယ်တယ်ကျမဒီအေရိယာအကျယ်ကြီးကိုနည်းနည်းလေးပေါ့အတူအရှည်လေးနဲ့နည်းနည်းလေးလိုက်ပြီးတော့ကျမတို့တွေဖြည့်မယ်နော်အတူအရှည်လေးနဲ့လိုက်ဖြည့်ပြီးတော့မှကျမကဒီအောက်ပိုင်းကိုဟိုဘယ်လိုကောင်းမလဲပြန်ပြီးတော့ဟိုပြည့်သွားအောင် ဖြည့်မယ်ပေါ့နော်အဲဒီသဘောတရားလေးကိုကျမရှင်းပြပေးတာနော် ဟိုမပြည့်ခဲ့လို့ရှိရင်နောက်ထပ်နောက်ထပ်ဟိုဘယ်လိုကောမလဲဒီထပ်ပြီးတော့ stitch ကိုထပ်ပြီးတော့တိုးလိုက်မှာပေါ့နော်ဟိုကလေးဒီနီညိုရောင်မှာ၄ဆင့်မကပဲနဲ့ကျမတို့တွေဘယ်နှဆင့်ဖြစ်သွားမလဲဟိုနီညိုရောင်မှာတဆင့်မကပဲနဲ့နှဆင့်ဖြစ်သွားမှာပေါ့နော်အဲအဲ့လိုအဲ့လိုသဘောမျိုးလေးပေါ့နော်ဘာလို့ဆိုတော့ကျတော့အရန်ကြီးဟိုကျုပ်ဆိုးပန်းဆိုးကြီးပုံစံမျိုးလေးအဲအဲ့လိုမျိုးဖြစ်ရတာမျိုးဖြစ်သွားမှာဆိုလို့ပေါ့နော် နည်းနည်းလေးကျမဒီမှာဆိုလို့ရှိရင်အက်ကလေးတွေတွားတဲ့ဥစ္စာကိုတစ်ချက်ကလေးကြည့်ကြည့်လိုက်နော်သူကပန်းရဲ့ပန်းရဲ့အနေထားလေးရကွယ်ဟိုခုံးပြီးတော့မှခုံးပြီးတော့မှဒီအလဲကောင်ဟုတ်ပွတ်ဖက်ကလေးကအပေါ်မှာခုံးနေတဲ့သဘောတရားလေးပေါ့နော်အဲ့ဒီသဘောတရားလေးကိုတတ်နိုင်ဆုံးပေါ်အောင်ပေါ့နော်ကျမတို့တွေထိုးရတာပေါ့နော်ချီနဲ့ထိုးတဲ့ဥစ္စာမှာဆိုလို့ရှိရင်ဟိုခဲရတဲ့ကာလာချေတာကတော့ဟိုပြောမယ်ဆိုလို့ရှိရင်ပကြီးတက်တဲ့လူအတွက်ကျတော့အရန်လွယ်တယ်ပေါ့ကွယ်ဒါမှမဟုတ်ပကြီးမတက်တဲ့လူအတွက်ကျတော့ နည်းနည်းလေးခဲရင်တယ်ဒီလိုပဲခြီကြတော့လေအဲ့လိုပဲပေါ့ဒါလေးတွေထိုးတာကြတော့လေနည်းနည်းလေးဟိုပကြီးရဲ့အတွေးအခေါ်လေးပေါ့နော်ဒီဟိုလည်းခဲလန်းချောင်းလိုပုံစံမျိုးလေးခြီလန်းချောင်းလေးရလဲပေါ့နော်ဟိုတော်တော်လေးကိုပဲစကားပြောတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့နည်းနည်းလေးဘယူစိုက်ရတယ်ပေါ့နော်အဲဒီတစ်ခုလေးကိုတတိထားစီခြင်းပါတယ်ပေါ့နော်ခုဒီမှာဆိုလို့ရှိရင်ကျမကဒီဘက်အပိုင်းလေးကိုထိုးပြီးသွားပြီ ခုပြီးသွားတဲ့အခါမှာဒီမှာနည်းနည်းလေးအောက်မှာ PCC လေးကြံနေပေါ့နော်ဒီ PCC လေးကြံတဲ့ကိစ္စကိုကျမကဒီမှာဆိုလို့ရှိရင်နည်းနည်းလေးပေါ့အဲအလိုမျိုးလေးလိုက်ပြီးတော့ကျမထပ်ပြီးတော့ဖြည့်လိုက်မယ်ပေါ့နော်အရင်ကြီးဟိုမှာဖြည့်အောင်လို့ဒီအဖျားလေးမှလည်းလာပြီးတော့စုပြီးဖြည့်ပေးနေပေါ့နော်ဒီလိုမျိုးနည်းနည်းလေးအပေါ်ကနေပြီးတော့ဒါက long and short stitch ဆိုတာဒီဟာပဲလေနော်အတိုးလိုက်ရှည်လိုက်တိုးလိုက်ရှည်လိုက်နဲ့ဖြည့်တာဆိုတဲ့ခါကျတော့ကျမတို့ဒီတိုင်းပဲအကုန်လုံးကိုကျမဒီသူ့ရဲ့လမ်းကြောင်းလေးနဲ့ကြိုက်ကြည့်အောင်တစ်ပတ်လည်းဖြည့်သွားပေးမယ်နော်ရဲ့ထိတ်ကဝဆန်လေးတွေပေါ့เนาะဒီဝဆန်လေးဝဆန်လေးရဲ့နောက်တစ်ခါဒီ ဝက်ဆန်အယိုးရံလေးရေပေါ့နော်ဝက်မုံအယိုးရံလေးခေါ်လာအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဒီထူကြမယ်နော်အဲအရန်ဆန်းဆန်းပြပြကြီးမဟုတ်ပါဘူးနော်တစ်ခါတလေကြက်လို့ရှိရင်ဒါလေးဘယ်လိုလုပ်လိုက်ပါလိမ့်ဆိုပြီးတော့ကိုယ့်ရဲ့ဟိုအမှန်ညာထဲမှာနည်းနည်းလေးတစ်ခါတလေအောက်နေတဲ့အခါမျိုးလေးတွေဒါပဲဟိုဆန်းပြရတယ်လို့ထင်ရတာပေါ့နော်အဲအဲ့လိုမျိုးဒါလေးတွေကဒါလေးတွေကဟိုတကယ်ဆိုလို့ရှိရင်တော့ဟိုပါပေါ့နော် အမြင်တေးသေးလေးနဲ့ဆိုလို့ရှိရင်တော့ပိုးလှပါတယ်နော်ကျွန်မတခါတည်းဟိုစတင်တာဆိုတော့လေဒီအချီအတုပ်ကြီးနဲ့ပဲတခါတည်းထိုးပြလိုက်လို့ပေါ့နော်ဟုတ်လားကျမတို့လေဒီမှာဆိုလို့ရှိရင်တော့သူကအဖျားလေးမှာက ဝတ်ဆံလေးอ่ะဟို sorry ဒီတိုင်လေးอ่ะပေါ့เนาะဒီဝတ်မုံ stick လေးอ่ะလीဒီဟိုပေါ့ဝတ်မုံအတန်လေးอ่ะဟိုအဖျားလေးอ่ะပါပြီးတော့အောက်ကြတော့တဖြည်းဖြည်းနဲ့လीဟိုအဟိုပေါ့ထူသွားတာပေါ့เนาะထူသွားခေါ်လာအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးဖြစ်သွားတယ်ပေါ့เนาะထူသွားတဲ့အနေအထားမျိုးလေးရှိတယ်ပေါ့เนาะအဲ့ကြတော့ဒီမှာကဒီ ဒီဟာလေးနဲ့ပဲဆက်ပြီးတော့တောက်ချောက်ထိုးပြသွားမယ်เนาะ